မင်္ဂလာပါရှင်ကျွန်မတေကပါဒီနေ့ပေါ်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့ Medio Blue ရဲ့ NAMS Global Model Focus ကကြိုတင်ခန့်မှန်းချက်ရဂျွန်လာလရဲ့နေ့ကနေနောက်လာမယ့်9ရက်9/20အတွင်းရွာသွန်းနိုင်မယ့်မိုးခြေနေဟာချင်းပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းကျဲနယ်တိုင်းမိုးပြင်းနယ်မှာငါးလမကံမိုးတင့်တဲ့ရွာသွန်းမယ်လို့ဆိုပါတယ်နေပြီးတော့ရှောင်းတိုင်းမှာတော့တလမအောင်မိုးနှင်းငယ်ရွာသွန်းပြီးတော့ AR တိုင်း ပဲခူးတိုင်းအရှိချမ်းကရင်ပြည်နယ်မကွေးတိုင်းစကိုင်းတိုင်းမန္တလေးတိုင်းကချင်ပြည်နယ်ကယားပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းအရှိပိုင်းမှာတော့တလက်မအထံမိုးနှဲငယ်ရွာသွန်းမယ်လို့လည်းသိရပါဗျာ။ ပြည်လဲပြင်းချင်းနေဂျိုတင်ခမန်းရမှာတော့ဂျွန်လ10ရက်ကနေဂျွန်လ15ရက်အတွင်းမှာဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနဲ့အနောက်လယ်ပိုင်းမှာလေဝေလိုင်းဖြစ်ပေါ်ရာကနေလီဘီအာနဲ့ရန်ဝန်တစ်ခုဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်။လီဘီအာနဲ့ရန်ဝန်ကဆိုင်ကလုံးမုန်တိုင်းဖြစ်လာနိုင်ခြင်း40ရာခိုင်နှုန်းသာရှိတယ်လို့ဝိရဒာသူတေသွန်နိုင်ကဂျွန်လ2ရက်နေ့မနက်7:10မိနစ်အချိန်မှာအခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါအပြင်ဒီနေ့ကစလို့ရှင်းရနေဒီပုံမှန်မုတ်တုံ လောက်သာရှိတာကြောင့်မြမတပြည်လုံးမှာမိုးရော့ပြီးတော့မနှက်နေတာညနေမိုးရွာလောက်သာဖြစ်လာနိုင်မှုနဲ့မြမတပြည်လုံးမိုးချင်နေခံမှန်းချက်ကိုဖော်ပြပေးပါမယ်လေစာမှုလို့တာဥွေဖြူဟန်ကတော့၄ရက်၆လ2025ရက်နေ့မနက်9:30မိနစ်31မိနစ်ချိန်မှာခုလိုထုတ်ပြန်ခဲ့ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ရောင်တိုင်းဒေသကြီး၊ ERI တိုင်းဒေသကြီးမှာတော့ တိမ်ထူထဲစွာဖြစ်ထွန်းနေပြီးတော့ကြံတိုင်းကြံတပီလုံးမှာတိမ်တင်းတင်းဖြစ်ထွန်းပါမယ်။တိုင်းနဲ့ပြည်နယ်စလင်းနေရာအတွက်မနက်ဖက်မနက်အစဉ်တိုင်းအထိမိုးရွာသွန်းနိုင်မှုခန့်မှန်းချက်မှာတော့ကချင်ပြည်နယ်အထက်ပိုင်းမှာနေရာစိတ်စိမ်မိုးရွာသွန်းနိုင်တယ်လို့နေရာကွက်ပြီးတော့လည်းမိုးကြည့်ပါမယ်။မြစ်ကြီးနားမြို့နယ်အနီးတစ်ဝိုက်အတွက်ခန့်မှန်းချက်မှာတော့နေရာကျကျလောက်သာမိုးရွာသွန်းပါမယ်။ စကိုင်းတိုင်းဒေသကြီးအတွက်ခမန်းကျက်မှာတော့အထက်ပိုင်းနဲ့အလယ်ပိုင်းမှာနေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီးတော့အောက်ပိုင်းမှာတော့နေရာကွက်ကြားလောက်သာမိုးရွာသွန်းပါမယ်။စကိုင်းမြို့နယ်အနီးတစ်ဝိုက်အတွက်ခမန်းကျက်မှာတော့နေရာကွက်ကြားမိုးပွဲလေးလောက်သာရွာသွန်းပါမယ်။ ချင်းပြည်နယ်အတွက်ခံမှန်းကျက်မှာတော့အောက်ပိုင်းမှာနေရာစိစိအထက်ပိုင်းမှာနေရာကွက်ကြမှုရသွားပါမယ်။ဟာခွန်မျိုးနဲ့အနီးတွက်အတွက်ခံမှန်းကျက်မှာတော့နေရာစိစိမှုရသွားပါမယ်။မရိတိုင်းဒေသကြီးအတွက်ခံမှန်းကျက်မှာတော့အထက်ပိုင်းနဲ့အောက်ပိုင်းမှာနေရာကျဲကျဲ၊ကျန်နေရာတွေမှာတော့နေရာကွက်ကြမှုရသွားပါမယ်။မန္တလေးမျိုးနဲ့အနီးတွက်အတွက်ခံမှန်းကျက်မှာတော့နေရာကွက်ကြမှုဘွယ်လေးအနည်းငယ်ရသွားပါမယ်။နေပြည်တော်တိုင်းဒေသကြီးအတွက်ခံမှန်းကျက်မှာတော့နေရာကျဲကျဲမှုရသွားပါမယ်။နေပြည်တော်မျိုးနဲ့အနီးတွက်အတွက်ခံမှန်းကျက်မှာတော့နေရာစိစိမှုရသွားပါမယ်။မကွေးတိုင်းဒေသကြီးအတွက် ွက်ခမန်းကျင်းမှာတော့မကွေးတိုင်းအောက်ပိုင်းမှာနေရာကျကျအထက်ပိုင်းမှာနေရာကွက်ကြားလောက်သာမိုးရွာသွားပါမယ်မကွေးမြို့နယ်အနီးတစ်ဝက်အတွက်ခမန်းကျင်းမှာတော့နေရာကွက်ကြားမိုးနှင်းငယ်ရွာသွားပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းအတွက်ခမန်းကျမ်းမှာတော့အရှေ့ပိုင်းနယ်မြောက်ပိုင်းမှာနေရာကျကျမိုးရွာသွန်းနိုင်ပြီးတော့တောင်ပိုင်းမှာတော့နေရာကွက်ကြားလောက်သာမိုးရွာသွန်းပါမယ်။ တောင်ကြီးမြို့နယ်အနီးတစ်ဝိုက်အတွက်ခမန်းကျမတော့နေရာစိတ်စိတ်မှုရွာသွန်ပါမယ်။ရခိုင်ပြည်နယ်အတွက်ခမန်းကျမတော့နေရာစိတ်စိတ်မှုရွာသွန်ပါမယ်။စစ်တွေမြို့နယ်အနီးတစ်ဝိုက်အတွက်ခမန်းကျမတော့နေရာစိတ်စိတ်မှုရွာသွန်ပါမယ်။အေရီတိုင်းဒေသကြီးအတွက်ခမန်းကျမတော့နေရာကျဲကျဲမှုရွာသွန်ပါမယ်။ ။မသိမ်မျိုးနဲ့နေတွယ်တွယ်ခမန်းကြက်မှာတော့နေရာကွက်ကြားမိုးနဲ့ငယ်ဒေသရွာသွန်းပါမယ်။ရောင်တိုင်းဒေသကြီးတွယ်ခမန်းကြက်မှာတော့နေရာစိတ်စိတ်မိုးအသင်းတဲရွာသွန်းပါမယ်။ရောင်မျိုးနဲ့နေတွယ်တွယ်ခမန်းကြက်မှာတော့နေရာစိတ်စိတ်မိုးရွာသွန်းပါမယ်။ပဲခူးတိုင်းဒေသကြီးတွယ်ခမန်းကြက်မှာတော့နေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပြီးတော့အရှိပိုင်းမှာနေရာကွက်ပြီးမိုးကြီးပါမယ်။ပဲခူးမျိုးနဲ့နေတွယ်တွယ်ခမန်းကြက်မှာတော့နေရာစိတ်စိတ်မိုးရွာသွန်းပါမယ်။ကယားပြည်နယ်အတွက်ခမန်းကြက်မှာတော့နေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပြီးလွန်ကော်မျိုးနဲ့နေတွယ်ခမန်းကြက်မှာတော့နေရာကြဲကြဲမိုးရွာသွန်းပါမယ်။ မွန်ပြည်နယ်အတွက်ခမန်းကျက်မှာတော့နေရာအနှံ့ပြမိုးရွာသွန်းပါမယ်။မော်ရမြိုင်မြို့နယ်နေတွိုက်အတွက်ခမန်းကျက်မှာတော့နေရာစိမ့်စိမ့်မိုးရွာသွန်းပါမယ်။ကရင်ပြည်နယ်အတွက်ခမန်းကျက်မှာတော့နေရာအနှံ့ပြမိုးရွာသွန်းပါမယ်။ဖမ်းအမျိုးနယ်နေတွိုက်အတွက်ခမန်းကျက်မှာတော့နေရာစိမ့်စိမ့်မိုးရွာသွန်းပါမယ်။ကိန်းနိုင်တိုင်းဒေသကြီးအတွက်ခမန်းကျက်မှာတော့နေရာကျဲကျဲမိုးရွာသွန်းပြီးဒဝယ်မြို့နယ်နေတွိုက်ခမန်းကျက်မှာတော့နေရာကျဲကျဲမိုးရွာသွန်းပါမယ်။မုံတိုင်းပြည်မှာမိုးချင်းတွေကတော့လာမယ့်12ရက်13ရက်နေ့တွေမှာတော့မင်္ဂလာပင်လယ်အမြောက်ပိုင်းမှာလေလုမငိမ့်သက်မှုတစ်ခုဖြစ်ပေါ်လာနိုင်ပါတယ်။နောက်နေ့အတွက်ခမ မှန်းချက်မှာတော့ဒီလေးကစပြီးရှင်းရနေအထင်မြမတမီလုံးမှာမိုးရွာသွုံမှုတိတိတာတာလျော်လဲလာနိုင်လို့ရေသိမ်းချွေလေးထွန်ရက်ဆိုင်ပြို့ဖို့ကြိုတင်ပြင်ဆင်ထားကြဖို့နေချောင်းမလို့တာဥဝေဖြူဟာကအကြံပြုဖော်ပြလာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ရခိုင်ပြည်နယ်မြို့နယ်ရှစ်ခုမှာရေကြီးရေလျှံမှုဖြစ်ပေါ်နေတဲ့အကြောင်းဖော်ပြပေးပါမယ်။ရခိုင်ပြည်နယ်အတွင်းကမြို့နယ်တချို့မှာမိုးသည်ထန်စွာရွာသွန်းမှုနဲ့ဒီရင်မြင့်တက်တာကြောင့်ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတယ်လို့လူမှုကွန်ရက်အသင်းတွေစီကသိရပါဗါ။အဆိုပါပြည်နယ်အတွင်းကကြောက်တော်မြောက်ဦးတောင်ကုန်းမြို့နယ်တွေအပြင်တန်တွဲမင်းပြပေါတော်မြေပုံနဲ့ပုံနာချုံမြို့နယ်အပါအဝင်တခြားသောမြို့နယ်တွေမှာကလရန်မြေရည်နဲ့လင်းမြို့မြေရည်မြင့်တက်လာတာကြောင့်ရင်းနှီးမြှုပ်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါဗါ။ ပြီးခဲ့တဲ့မေလ26ရက်နေ့ကစလို့မိုးဆက်မပြတ်ရွာသွန်းတာကြောင့်တောင်ကြားရွေနဲ့အတူတူဒေရီတွေမြင့်တက်လာတာဖြစ်ပြီးတော့ဂျွန်လ2ရက်နေ့ကစလို့ကြေးပါရွက်ွက်တွေတဲ့ရေတွေဝင်ရောက်လာတာဖြစ်တယ်လို့သိရပါဗျ။အခုရေကြီးနေတာတွေကရွာဘက်တွေမှာလည်းများတယ်။တန်ရဲတောင်ကုန်မောင်းတော်ဘက်တွေမှာတော့မြို့ပေါ်မှာတော့အရှင်ဝင်နေတာရှိတယ်။ရက်ွက်တွေကိုတော့ကျွန်တော်တို့လည်းအခုမှ ရေဘေးကယ်ဆယ်ရေးလုပ်နေတာဆိုတော့အတိအကျပြောလို့မရသေးဘူးလို့မြို့ရီမျိုးချစ်လူငယ်ပရာဟိတအတင်တာဝန်ခံကဆိုပါတယ်လက်ရှိမှာတော့ရေကြီးတာကြောင့်တချို့သောမြို့နယ်အတွင်းကကျဉ်လက်ဒေသတွေမှာနေအိမ်တွေနစ်မြုပ်ပြီးပျက်စီးမှုတွေအပြင်တူလောင်ထားတဲ့စပားတွေနဲ့မျိုးစင်ပျက်စီးဆုံးရှုံးမှုတွေလည်းရှိနေတယ်လို့ဆိုပါတယ် စပယ်ကြီးတွေကရေမြုပ်သွားတာဆိုတော့အဲ့ဒါတွေလည်းပျက်စီးသွားတယ်ရေကမြင့်ရင်မြင့်တယ်လို့တချို့ရွာတွေမှာအိမ်တွေနှမြုပ်သွားတာတွေရှိတယ်ရေပြန်ကျသွားရင်တော့အခြေအနေဘယ်လိုရှိမလဲစောင့်ကြည့်ရမှာပေါ့အခုကတော့ရေပေးတင်နေတဲ့လူတွေကိုရွှေပြောင်းပေးနေတာရှိတယ်တချို့မြို့နယ်တွေမှာကဒီကတက်လာနေတုန်းဆိုတော့ရွှေပြောင်းတာတွေလုံနေရတော့ပဲတချို့နေရာတွေကတော့လက်ရှိမှာရေနည်းနည်းလေးပြန်ကျသွားတာရှိတယ်လို့ဆိုပါတယ် လက်ရှိမှာတော့ရေဘေးသင့်ပြည်သူတွေကိုရေလို့ရနေရာတွေကိုရွှေ့ပြောင်းထားပြီးတော့အဲ့ဒီနေရာတေချာကိုတော့လက်တလောဒေသတွေပဋိပက္ခအခြေအနေတွေကြောင့်ဖုံးကွယ်ထားမယ်လို့ဆိုပါရယ်ရေဘေးသင့်ပြည်သူတွေအတွက်လက်တလောလိုအပ်မှုကတော့စားနပ်ရိခါဖြစ်ပြီးတော့ရေရှည်အတွက်ဆိုရင်တော့လေယာစိုက်ပျိုးနိုင်ဖို့မျိုးစေ့တွေလိုအပ်နေတယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့2024ခုနှစ်ကလည်းရခိုင်ပြည်နယ်မှာမိုးစမပြတ်ရွာသွန်းတာကြောင့်ကြောက်တော်များဦးပုံနာကျော်မင်းပြားစတဲ့မြို့နယ်တချို့မှာရေကြီးရေရှမ်းမှုဖြစ်ပွားပြီးတော့ထောင်ထဲကြီးတဲ့မိုးစပါးဆိုင်ကင်းတွေ ဧကရီပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်းသိရပါဗျ။မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇွန်လ3ရက်ည9:00နာရီချိန်ထုတ်ပြန်ချက်အရကပ်လီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းမှာမုတ်တုံလေအားကောင်းပြီးတော့ကြာဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားအတင်းတဲကနဲ့အားကောင်းနေတယ်လို့လည်းသိရပါဗျ။ဒါကြောင့်ဒီနေ့ဇွန်လ4ရက်မော်တဲအချိန်ဒီမန်လေးတိုင်းမကွေးတိုင်းနဲ့ကယားပြင်နယ်မှာတော့နေရာစိမ့်စိမ့်ကြံတိုင်းဒေသကြီးနဲ့ပြင်နယ်တွေမှာတော့နေရာအနှံ့ပြမုတ်တဲကြုံရွာသွားပြီးရန်ကုန်တိုင်းပဲခူးတိုင်းအီရာရီတိုင်းကချင်ပြင်နယ်ကရင်ပြင်နယ်မွန်ပြင်နယ်နဲ့ရခိုင်ပြင်နယ်မှာတော့နေရာကွက်ပြီးမူကြီးနိုင်ကရွာရံလုံးပြစ်ဖြစ်တယ်လို့လည်းသိရပါဗျ။ ဒါပြင်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအထက်ပိုင်းအင်အားတွေတိုင်းတနင်္လာရီတိုင်းကရင်ပြည်နယ်မော်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းတွေမှာတော့မုန်တိုင်တောင်တွေဖြစ်ထွန်းလျက်ရှိတယ်လို့သိရပါတယ်အဆိုပါမိုးတိတ်တောင်ရွှေရှားရနေရတခြားမှာတော့မိုးရသွန်းနာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးတကြုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာမိုးသီးကြွေတာစတဲ့မလို့မသာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့လိုအပ်တယ်လို့လည်းသိရပါဗျ ။ဒါအပြင်မြန်မာကင်မရာတက်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာတော့တစ်ခါတည်းရမိုးသက်လေပြင်ကြာရောက်ပြီးလှိုင်းကြည့်မယ်လို့လည်းသိရပါတယ်။မိုးသက်လေပြင်ကြာရောက်စဉ်ရေပြင်မြေပြင်လေပြင်ဟာတနအီကိုမိုင်30ကနေ35မိုင်ထိတိုက်ခတ်ပြီးတော့မြန်မာကင်မရာတက်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းမြင့်ဟာ9ဘီကနေ17ဘီကရှိနိုင်တယ်လို့သိရပါတယ်။နောက်နေ့အတွက်ခမန်းကျန်းနေတဲ့ကပ်လီပင်လယ်ပြင်နဲ့ ဒူလာပင်လယ်ကိုအရှိတောင်ပိုင်းမှာမုတ်တုံလေးဆက်လက်အားကောင်းနေမှာဖြစ်တယ်လို့မိုးစလာကထုတ်ပြန်ထားတာဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့ဂျွန်လာရဲ့အနေဆုံးအပူချိန်စံချိန်တက်ကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဂျွန်လာ၄ရက်နေ့ထုတ်ပြန်ကြမှာတော့မြစ်ကြီးနားမြို့မှာ၄ရက်6လ2025ဒီနေ့မှာတော့စက္ကွန်တက်သမ3ဒီဂရီဆက်စီရဲ့62တက်သမ6ဒီဂရီဖာရန်ဟိုက်နဲ့ဂျွန်လာရဲ့အနေဆုံးအပူချိန်စံချိန်တက်တင်တယ်လို့မိုးလုသားနယ်စလာဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါရဲ့။ ဆက်လက်ပြီးတော့လည်းမြင်းကလင်းသတင်းကိုထပ်မံဖော်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ3ရက်နေ့မြန်မာစံတော်ချိန်9:58မိနစ်56စက္ကန့်အချိန်မှာတော့ကျိုင်းတုံမြို့နယ်စခန်းကနေအရှိအရှိတောင်ဘက်10မိုင်ခန့်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်ကျိုင်းတုံမြို့ရဲ့အရှိအရှိတောင်ဘက်9မိုင်ခန့်အကွာလောလတ်တီကျု21.25ဒီဂရီအရှိလောင်ကြီးကျု69.81ဒီဂရီအနက်10ကီလိုမီတာကိုဗဟိုပြုပြီးတော့ အင်အားရတာစကဲ၄.၆အဆင့်ရှိတဲ့အင်အားနည်းငယ်ရှိတဲ့မြင်းနဲ့တခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့မလို့သားနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ရှင်။